နေရောညပါခိုးဆိုးလူရမှုတွေနေ့စဉ်ဖြစ်ပွားနေတဲ့တာရှိလေးမျိုးမှာဆန်ဆိုင်ဈေးအနီးမှာနက်နက်ပိုင်းဆန်ကဲခိုးခံရမှုတွေခဏခဏဖြစ်ပွားနေပါတယ်။အခုမြင်တွေ့ရတဲ့နေရာကတော့ဆန်ဆိုင်ဈေးအနီးနက်နက်ပိုင်းဈေးရောက်နေကြတဲ့ဗိုလ်ချုပ်အောင်ဆန်းလက်မကြီးဘေးမှာဖြစ်ပြီးတော့ဒီဖြစ်စဉ်ဟာ2025ခုနှစ်မတ်လ12ရက်နေ့နက်နက်9နာရီ5မိနစ်ဝန်းကျင်အချိန်ကဖြစ်ပါတယ်။တာရှိလေးဒရင်အင်ဂျင်စီကရရှိထားတဲ့ CCTV မှတ်တမ်းအရ ဆိုင်ငယ်ခိုးရန်အတွက်ကြံစီနေတဲ့အမျိုးသားနှစ်ဦးဟာသူတို့ခိုးယူမဲ့ဆိုင်ငယ်နဲ့လူရဲ့အခြေအနေတွေကို9မိနစ်ကြာစောင့်ဆိုင်းကြည့်ပြီးမှခိုးယူသွားတာကို တွေ့ရပါတယ်။နနက်ပိုင်းမှာဈေးလာဝယ်တဲ့လူတွေရဲ့ဆိုင်ငယ်တွေမကြာခဏအခုလိုခိုးခံရမှုတွေဖြစ်နေပေမဲ့လည်းတက်ဆိုင်ရာရဲတပ်ဖွဲ့ကို CCTV နဲ့တကွပေးပို့တိုင်ကြားမှုတွေရှိပေမဲ့လည်းထိရောက်မှုတွေမရှိဘူးလို့တီးရပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပွားတဲ့မတ်လ12ရက်နေ့ရဲ့နနက်9နာရီခွဲဝန်းကျင်အချိန်တုန်းကလည်းရန်အောင်မြေရက်ွက်ရဲ့ပလန်နှစ်ထဲမှာဓမြတိုက်မှုဖြစ်ပွားခဲ့ပါသေးတယ်။မြန်မာထိုင်းနယ်ဇက်ဒေတာတာရှိလေးမြို့မှာနေရောညပါခိုးဆိုးလူရဲမှုတွေနဲ့ဓမြတိုက်မှုတွေအပြင်ပြန်ပေးဆွဲမှုတွေလည်းမကြာခဏဖြစ်ပွားနေပေမဲ့လည်းတက်ဆိုင်ရာရဲတပ်ဖွဲ့များကတော့မဆိုင်တလို့နေစေဖြစ်ပါတယ်။